ားလုံးပဲမင်္ဂလာပါခင်ဗျာ Huawei Bar Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလေဝသနဲ့ဇလပိတာညွန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်စက်တင်ဘာလ28ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအရေးကြီးမိုးလေဝသသတင်းအနေဖြင့်အာပြင်တိုင်ဖုန်မုန်တိုင်းကြီးပူလန်ရဲ့နောက်ဆုံးရသတင်းတူးများနဲ့မိုးကြီးကြီးကြောင့်ဖြစ်ပေါ်လာမဲ့မြေကြီးချင်းအနေရသတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကနောက်ဆုံးထုတ်ပြန်ထားတဲ့မုန်တိုင်းပူလိုင်းသတင်းတူးကိုတင်ပြပေးမှာပါ။ယနေ့မြန်မာစံတော်ချိန်ခွန်နိုင်ခွဲချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းပူလိုင်းဟာအနောက်အနောက်မြောက်သို့ရွေးရှားလျက်ရှိပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းပူလိုင်းဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေးရှားနိုင်ပြီး28ရက်ကုလ2025ရက်နေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုအားကောင်းသောပူပိုင်းမုန်တိုင်းပူလိုင်းဖြစ်လကောင်း 29ရက်6လ2025ရက်နေ့ဗီယက်နမ်နဲ့လာအိုနိုင်ငံနယ်စပ်တို့ကိုအပူပိုင်းမုန်တိုင်းဖြစ်၎င်း30ရက်6လ2025ရက်နေ့မှာလာအိုနိုင်ငံကိုအပူပိုင်းမုန်တိုင်းငယ်ဖြစ်၎င်းဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဆက်လက်ပြီးတိုင်ဖုန်းမုန်တိုင်းပူလိုင်းမြန်မာနိုင်ငံသို့ဝင်ရောက်မဲ့အခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။မနေ့ကည7:00နာရီချိန်ခန့်မှန်းချက်အရတိုင်ဖုန်းမုန်တိုင်းကြီးပူလိုင်းဟာဗီယက်နမ်အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်၌ရောက်ရှိနေပြီး68မိုင်နှုန်းဖြင့်တုန်ကင်းပင်လယ်ကွေ့ကိုဦးတည်လျက်ရှိပါတယ်။ ပေါ်တိုင်းခြေနေနဲ့မြန်မာနိုင်ငံပေါ်တက်ရောက်မှုများကတော့စက်တဘာလ28ရက်နေ့ညနေပိုင်း၄တိုင်နှုန်း105မိုင်နှုန်းအထိတိုက်ခိုက်နိုင်ပြီးကုန်းတွင်းသို့ဝင်ရောက်ပါမယ်။ပေါ်တိုင်းလက်ကျန်မိုးများဟာစက်တဘာလ29ရက်နေ့ည6နာရီခန့်မှာမြန်မာနိုင်ငံအတွင်းသို့စတင်ဝင်ရောက်လာမှာဖြစ်ပါတယ်။ပေါ်တိုင်းကျွန်းချက်များဟာရှမ်းပြည်နယ်အရှေ့ပိုင်းရွှေသတိကံဒေသမှစတင်ဝင်ရောက်ပြီးရှမ်းတောင်၊ကယားပြည်နယ်၊မန္တလေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ မြန်မာနိုင်ငံမြောက်ဖြားအထီးချီတက်သွားနိုင်ပါတယ်။သူဖြစ်ပါ၍ဒီလမ်းကြောင်းတစ်ချက်မိုးသီထန်စွာရွာသွန်းပြီးရေကြီးနိုင်ပါတယ်။ဟိမဝန္တာမှာလေအင်းများဆင်းသက်လာခြင်းကြောင့်ခံမှန်းထားသည့်တဲ့မိုးရေချိန်ပုံမများပြနိုင်ပါတယ်။အားလုံးသတိထားပြီးကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြဖို့လိုအပ်ပါတယ်။နောက်ထပ်ပြီးဘင်္ဂလားပင်လယ်အော်မှာလေပြင်းနဲ့ရံဝန်နဲ့တိုင်ဖုန်းပူလိုင်းတို့ရဲ့တက်ရောက်မှုတွေကြောင့်ဖြစ်ပေါ်လာမယ့်ရာသီဥတုအခြေအနေတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။စက်တင်ဘာလ29ရက်နေ့နဲ့စက်တင်ဘာလ30ရက်နေ့များအတွက်သတိပေးချက် ဘင်္ဂလားပင်လယ်ော်ကလေပြင်းရိုင်းရံဝင်တဲ့တိုင်ဖုန်းပူလိုင်းတို့ရဲ့အရှိန်ကြောင့်စက်တင်ဘာလ29ရက်နေ့နဲ့30ရက်မှာအောက်ပါအခြေအနေတွေဖြစ်ပေါ်လာနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေရေလုံသားများသတိပြုရန်ပင်လယ်ပြင်မှာလေတိုက်နှုန်းဟာတနအိကိုမိုင်30ခန့်ရှိနိုင်ပါတယ်။လှိုင်းပင်ကတော့10ပေခန့်ရှိနိုင်ပါတယ်။တို့ဖြစ်ပါ၍ AR မွန်နဲ့တနင်္လာရီကမ်းရံတစ်လျှောက်မှာရှိတဲ့ရေလုံသားများအနေနဲ့လုံလောက်တဲ့အချိန်ရဖို့အတွက်ကမ်းကိုကြိုတင်ပြောင်းဝင်ဖို့အသိပေးလိုပါတယ်။ မိုးရသမှုအခြေအနေကတော့မြန်မာနိုင်ငံအတွင်းနေရာနှံပြားမှမိုးသီးထန်စွာရွာသွန်းနိုင်ပါတယ်။စက်တင်ဘာလ29ရက်နဲ့စက်တင်ဘာလ30ရက်48နာရီအတွင်းမှာလေးလက်မမှ6လက်မခန့်အထိမိုးရေခြင်းရရှိနိုင်ပါတယ်။ဆက်လက်ပြီးမုန်တိုင်းမိုးသီးထန်စွာရွာသွန်းခြင်းကြောင့်မြေရှံခြင်းအခြေအနေသတိပေးချက်များနဲ့မြေရေခြင်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။28ရက်ကုလ2025ရက်နေ့နာနဲ့6နာရီခွဲအချိန်တိုင်းထွာကြံများရမြေရေခြင်းတွေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ မြေကြီးနားမြေဟာမနေ့ကညနေကနေ12နာရီအတွင်းပေဝက်နီနီခန့်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့36.3ဒီဂရီဆယ်စီယပ်နဲ့ယနေ့အနည်းဆုံးပူချိန်ကတော့18.3ဒီဂရီဆယ်စီယပ်တို့ဖြစ်ပါတယ်မြေကြီးနားမြေဟာဆွေရင်ရေမှ၁200စင်တီမီတာသို့ရောက်ရှိရန်986စင်တီမီတာ25ဘီခွဲကျော်ကအလိုမှာရောက်ရှိနေပါတယ်မြေအတက်ကြပုံမှန်အနေထားမှာရှိပါမယ်သူကမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အီယာရီမြေအထက်ပိုင်းမှာမိုးအားအသင့်နဲ့ရှိနေပါမယ်။ရပ်ဖန်ရခား ရော်ရီမြေဆုံထပ်ပိုင်းမှာနေရာကွက်ရေမိုးသီးထန်စွာရောက်သွင်းခြင်းများကြောင့်မြေကြီးနားမြေကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ရော်ရီမြေထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါတယ်။ရော်ရီမြေတို့တခြားနဲ့ချင်းတွင်းမြေတို့တခြားမြေကမ်းနီမြေနိဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ဧရာဝတီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆလဘီချင်းတွင်းမြေရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခန်းနေမြေဟာမနေ့ကညနေကနေ12နာရီအတွင်းပေဝက်ခန့်ထက်ကျသွားပါတယ်မုံရမြေဟာမနေ့ကညနေကနေ12နာရီအတွင်းပေဝက်ကြော်ခန့်ထက်ကျသွားပါတယ်ချင်းတွင်းမြေအထက်ပိုင်းမှာလက်တလုံးမိုးဟာအနှဲငယ်မှအသင့်တင်ရှိနေပါတယ်ယခုရပိုင်တွင်ချင်းတွင်းမြေတို့ချောက်မြို့များအားလုံးမှာအကြပတ်သူဥတီနေအောင်မှာဖြစ်ပါတယ် ခင်းနှွေးမြေအတက်ကြပုံမှန်နေထားကံမှာရှိပါမယ်ထူးကန်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းဒီဟုံးမလင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်းကနီးနဲ့မုံရမျိုးတို့ရဲ့မြေကြီးဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ဆက်လက်ပြီး ERA မြေအခြေအနေကိုပြောပြပေးမှာဖြစ်ပါတယ်ဗမော်ရွှေကူကတာထိကြိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦး6အောင်လံပြည်နဲ့စိတ်တာမျိုးတို့ရဲ့မြေကြီးဟာတဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် မေမှုမြေအားဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကြားပြတ်မိုးရေကြောင့်အနှဲငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။မကွေးမြေအားဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကြားပြတ်မိုးရေကြောင့်သာအနှဲငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။ဟိန္ဒရာမြေကြီးကတော့အတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းနေမှပြန်လည်ကျဆင်းနိုင်ပါတယ်။ဇလုံးမြေကြီးကအတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းနေမှပြန်လည်ကျဆင်းနိုင်ပါတယ်။အယောရီမြေမြေတက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမိုးစလမနောက်ဆုံးထုတ်ပြန်ထားတဲ့အထူးမိုးလေဝသသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာမနေ့ကမြန်မာစံတော်ချိန်15:30အချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလင်အားကောင်းနေခြင်းကြောင့်၎င်းတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူလိုင်မှပြတ်ထွက်လာတဲ့မိုးတိမ်တိုင်းများကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ရဲ့လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းယနေ့ညနေမှ3:00လ2025ရက်နေ့အတွင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မုံပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာနေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာတော့ ဒေသအလိုက်နေရာကွက်ရီမူကြီးချင်းများဖြစ်ပေါ်နိုင်ပါတယ်မြမကန်ရဲတချောင်းနဲ့ကန်လုံပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေမြင့်များကြာရောက်ပြီးဆိုင်ကြည့်ပါမယ်မိုးသက်လေမြင့်ကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိကို35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်လိုင်းမြမမြမကန်ရဲတချောင်းနဲ့ကန်လုံပင်လယ်ပြင်တို့မှာ7ပေမှ12ပေကရှိနေပါတယ်တို့ဖြစ်ပါ၍မိုးသီးတံသွားရောသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် အစိုးရဒေသများရှိကုန်းပြင်ဒေသများအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းကများအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်သန်းရေးနှင့်ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆလဘီဒီကနေ့မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပလင်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်ရအောင်ပါ ဘင်္ဂလားပင်လယ်အော်ချင်းတွေကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေးအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအားအသင့်နဲ့ရှိနေပါပဲဒီကနေ့မနက်ထီခံပန်းချက်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျဲကျဲမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းခရီးပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာဆိတ်ဆိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထစ်ချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရရာနှုတ်မြေဖြစ်ပါတယ်။ ဒီကနေ့မိုးနယ်ချိန်ကြီးခံမှတ်ချက်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျဲကျဲမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ရပိုင်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာခွဲယူမိုးကြီးနိုင်ပါတယ်။ရွာရညာနှုံးပြဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်မြို့များရဲ့မိုးလေဝသခံမှတ်ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ နေပြည်တော်မှာမိုးတချိန်တချိန်ထစ်ချုံရောပါမယ်။ရန်ကုန်မြို့မှာမိုးတချိန်တချိန်ထစ်ချုံရောပါမယ်။မန္တလေးမြို့မှာမိုးတချိန်တချိန်ထစ်ချုံရောပါမယ်။ပဲခူးမြို့မှာမိုးတချိန်တချိန်ထစ်ချုံရောပါမယ်။မကွေးမြို့မှာနေရခွက်ကြားမိုးထစ်ချုံရောပါမယ်။ဟုံးမလေးမြို့မှာမိုးတချိန်တချိန်ထစ်ချုံရောပါမယ်။မုံရွာမြို့မှာနေရခွက်ကြားမိုးထစ်ချုံရောပါမယ်။ပသိမ်မြို့မှာမိုးတချိန်တချိန်ထစ်ချုံရောပါမယ်။တဝဲမြို့မှာမိုးအထင်းတင်ထစ်ချုံရောပါမယ်။မြေကြီးနားမြို့မှာမိုးအထင်းတင်ထစ်ချုံရောပါမယ်။လွိုင်ကော်မြို့မှာနေရခွက်ကြားမိုးထစ်ချုံရောပါမယ်။ န်မြို့မှာမိုးသည်နေတိချုံရွာပါမယ်ဟာခါမြို့မှာနေရခွကြားမိုးတိချုံရွာပါမယ်မော်လမြိုင်မြို့မှာမိုးသည်နေတိချုံရွာပါမယ်စစ်တွေမြို့မှာနေရခွကြားမိုးတိချုံရွာပါမယ်လာရှုံမြို့မှာနေရခွကြားမိုးတိချုံရွာပါမယ်တောင်ကြီးမြို့မှာမိုးတစ်ကြိမ်တစ်ကြိမ်တိချုံရွာပါမယ်ကျိုင်းတုံမြို့မှာမိုးတစ်ကြိမ်တစ်ကြိမ်တိချုံရွာပါမယ်ခင်ဗျာမော်ဒိန်တော်ပြပေါ်မှုအချိန်တွေကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မိုးပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာ မုန်တိန်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမုန်တိန်တောင်များရွေးရှားရာနေရာတလျှောက်မိုးရွာသွန်းကျင်တဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပြစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာကမ္ဘာတစ်လျှောက်နဲ့ကမ်းလွန်ပြင်လေပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနိုင်ကိုမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်လိုင်းမြန်မာမြန်မာကမ်းလွန်တစ်လျှောက်နဲ့ကမ်းလွန်ပြင်လေပြင်တို့မှာ10ပေမှ12ပေကန်ရှိနိုင်ပါတယ် နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ပဲခူးတိုင်းဒေသကြီးတနင်္လာနေ့တိုင်းဒေသကြီး KRP နဲ့ KNP နဲ့မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးပိုလာပါမယ်။နေပြည်တော်နဲ့ဤတစ်ပတ်အတွက်မနေ့ပြန်မနေ့မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတဲ့ချိန်ဒီချိန်ထိချုံကျော်ပါမယ်။ရွာရရနှုံးပြဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတစ်ပတ်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတဲ့ချိန်ဒီချိန်ထိချုံကျော်ပါမယ်။ရွာရရနှုံးပြဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတစ်ပတ်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတဲ့ချိန်ဒီချိန်ထိချုံကျော်ပါမယ်။ရွာရရနှုံးပြဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ရှမ်းပြည်နယ်မှာစက်တင်ဘာလ28ရက်နေ့ကနေအောက်တိုဘာလ3ရက်နေ့ထိမိုးလေဝသအခြေအနေပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေတိုင်ဖုန်းဘူလိုင်းဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်ခဲ့တဲ့မုန်တိုင်းဘူလိုင်းဟာစက်တင်ဘာလ26ရက်နေ့ညမှာတောင်တရုတ်ပင်လယ်သို့ရောက်ရှိပြီးတိုင်ဖုန်းမုန်တိုင်းဘူလိုင်းဖြစ်လာပါမယ်။တိုင်ဖုန်းဘူလိုင်းဟာစက်တင်ဘာလ28ရက်နေ့နံနက်6နာရီခွဲအချိန်မှာ၄တိုင်နှုန်း1နာရီ84မိုင်ဗဟိုပီအား989ပုံတိုင်းရွယ်စားအချင်းပိုင်း930ကတ်ရှိနာနိုင်ကြောင်းသိရပါဗျ။ အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားပြီးစက်တင်ဘာလ28ရက်နေ့ညမှာ BNN ကမ်းခြေကိုပံမြို့အနီးမှာဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ BNN ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်အနောက်အနောက်မြောက်တို့ကုန်းတွင်းမုံတိုင်းကုန်းတွင်းလေပြားနဲ့ရံဝန်ဖြစ်ဆက်လက်ရွေးရှားကစက်တင်ဘာလ29ရက်နေ့မှာလာအိုနိုင်ငံအလဲပိုင်းထိကုန်းတွင်းလေပြားနဲ့ရံဝန်ဖြစ်ရောက်ရှိနိုင်ကြောင်း GTWC မှနောက်ဆုံးရရှိထားတဲ့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။မုံတိုင်းကျွေးချက်များရှမ်းပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းချင်းပြည်နယ် နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကိုဖျက်ဆီးပြီးအိန္ဒိယနိုင်ငံအာတန်မရိပူရာနယ်ထဲအထိဆက်လက်ရွေးရှားနိုင်ကြောင်း ECMWF model ကြိုတင်ခံမှန်းချက်များတွင်တွေ့ရပါတယ်ဆက်လက်ပြီးဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်မယ့်အမုန်တိုင်းငယ်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဘင်္ဂလားပင်လယ်အော်လေပိုင်းမှာ29ရက်နေ့ညကစတင်ပြီးလီဘီးယားနဲ့ရန်ဝန်တခုဖြစ်ပေါ်လာနိုင်ကအော်တိုဝါလာတရက်နေ့မှာအ ਨੇ စုံမုန်တိုင်းငယ်အဆင့်ထိရောက်လာပြီးနောက်အနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေးရှားကာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းအနောက်ဘင်္ဂလားပြည်နယ်ကကမ်းခြေကိုဖျက်ချော်ဝင်ရောက်သွားနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းငယ်နဲ့တိုင်ဖွန်းမုန်တိုင်းဘူလိုင်းဆက်လက်ရွေ့ရှားကရှမ်းပြည်နယ်အရှေ့ပိုင်းကိုဖျက်ဆီးပြီးကောင်းတွင်းလေပြင်းနဲ့ရဝန်းအဖြစ်ရွေ့ရှားဝင်ရောက်လာနိုင်ပြီးထူးခြားသည့်မိုးလေဝသအခြေအနေများကြောင့်မြန်မာနိုင်ငံအနှံ့ပြားမှာမိုးအထင်းထင်းမှမိုးများနိုင်ပြီးစက်တင်ဘာလ29ရက်နဲ့30ရက်တွေမှာမိုးရွာသွန်းရရှိနိုင်မယ်။မိုးရေချိန်ပမာဏအများဆုံးဖြစ်နိုင်ပါတယ်။ စက်တင်ဘာလ29ရက်နေ့30ရက်နေ့တွင်မှတနိုင်ငံလုံးအတိုင်းအတာဖြင့်မိုးရွာနိုင်တာကြောင့်နေရာကွက်ကြားမိုးတိထန်နိုင်ပြီး48နာရီတွင်မိုးအချိန်9လက်မနှင့်အထက်ရွာသွန်းနိုင်ပြီးမိုးများနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မှာမိုးရွာသွန်းနိုင်မဲ့အခြေအနေတွေကတော့ရှမ်းပြည်နယ်တွင်ရှမ်းရှိရှမ်းတောင်နဲ့ရှမ်းမြောင်ဒေသအားလုံးမှာ9ရက်အတွင်းရွာသွန်းနိုင်မဲ့မိုးအချိန်က6လက်မအထက်ရှိနိုင်ပါတယ်။တောင်ကြီးမြို့နယ်ကလောမြို့တို့မှာစက်တင်ဘာလ29ရက်နေ့စက်တင်ဘာလ30ရက်နေ့ 24နာရီမိုးရွေချိန်တနမအထက်ရွာသွန်းနိုင်ပြီးအများဆုံး3ညတသမ8လက်မှကရွာသွန်းနိုင်ပါတယ်။တပတ်အတွင်းမှာမိုးရွေချိန်9လက်မှကြော်ခန့်ရွာသွန်းရရှိနိုင်ပြီးနေရာခွက်ရေမိုးတိထန်နိုင်ပါတယ်။လာရှိုးမြို့နယ်မိုးဆယ်မြို့များမှာမိုးပြတ်တောင်းရွာပြီးခက်ထမြတိထန်နိုင်ပါတယ်။တပတ်အတွင်းမိုးရွေချိန်အများဆုံး6လက်မှအထိရွာသွန်းရရှိနိုင်ပါတယ်။ကျိုင်းတုံတာချီလိပ်မိုင်းရောင်မြို့နယ်မှာမိုးအထင်တွေထစ်ချုံရွာနိုင်ပြီးနေရာကွက်ကြားမိုးတိထန်နိုင်ကလေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်ပြီး တောင်ကျချောင်းရည်များရှန်ခြင်းရုပ်ချင်းရည်ကြီးနိုင်ခြင်းတို့ဖြစ်ပေါ်ပြီးလမ်းပိတ်ဆို့ခြင်းကြောင့်ခေးသွလာရေးအဟန္တာများဖြစ်ပေါ်နိုင်ပါတယ်။တောင်ကြီးနယ်ကလောလာရှိုးမြို့အနီးဝန်းကျင်ဒေသမှာလည်းမိုးသည်ထန်ပြီးမြေပြိုတောင်ပြိုခြင်းများဖြစ်ပေါ်နိုင်ပါတယ်။အဖူချိန်လေးတိုင်နှုန်းလေတုဆူတိုင်းစားနဲ့လေတုညဉ့်ညံ့မှုအခြေအနေယခုတစ်ပတ်တွင်ရှမ်းပြည်နယ်တစ်ခုလုံးမှာ29ရက်နေ့ထိအမြင့်ဆုံးအပူချိန်30ဒီဂရီဆဲဆီယက်ခန့်ရှိရာမှာ30ရက်နေမှာမိုးရွာခြင်းကြောင့်အမြင့်ဆုံးပူချိန်22ဒီဂရီဆဲဆီယက်ထိကျဆင်းပြီး အနည်းဆုံးညအပူချိန်27ဒီဂရီဆယ်စီယပ်ခန့်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တခွင်မှာယခုတစ်ပတ်အတွင်းအရှိတ်နဲ့တောင်ဘက်အရက်မှလေတိုင်နှုတ်အမြင့်ဆုံးတနအီကို25မိုင်ခန့်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်လေထုစုတိုင်းသာအခြေအနေများအနေနဲ့စနေမလာ29ရက်နေ့အထိ60ရာခိုင်နှုန်းဝန်းကျင်ရှိပြီး29ရက်နေ့နောက်ပိုင်းမှာ80ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအထိရှိလာနိုင်ပါတယ်။လေဒူဆိုတိုင်းကမြန်မာချိန်စက်တင်ဘာလ29ရက်နေ့အထိခန်းစားရမယ့်အပူချိန်ကတော့38ဒီဂရီဆယ်စီယပ်ခန့်ရှိနေနိုင်ပါမယ်။ ရှမ်းပြည်နယ်တစ်ခုလုံးမှာလေရုညံ့ညမ်းမှုအခြေအနေနဲ့ဆက်လင်း၍စိုးရင်ကြာမရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့မိတ်ဆက်များအားလုံးကိုစိတ်နှဖျားစမ်းမွှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ Channel ကို Like and Subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ။